မင်္ဂလာပါရှင်ကျမတို့ channel ကနေထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညဝရီမျိုးနဲ့မင်းလက်ပတ်နဲ့လေကစ်ကော်ဘတ်တို့စစ်တပ်နဲ့ BGF များကအလုံးအရင်စစ်ကြောင်းထိုးတဲ့ဖြင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်က BGF ဖွဲ့စုံများဝစ်ကထိုးစစ်စဉ်ထိုင်းဘက်အချမ်းတို့မြန်မာဘက်မှကြီးများကြောက်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြောက်ပရီမြို့နယ်မင်းလက်ပံနှင့်လေးခေကောဘတ်တို့စစ်တပ်နှင့်လက်အောက်ခံကရင်နယ်ချောင်းစောင့်တပ် BGF များကအလုံးအရင်ဖြစ်စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့နက်9:00နာရီချိန်မှစတင်၍မြောက်ပရီမြို့နယ်မင်းလက်ပံနှင့်လေးခေကောဘတ်တို့အင်ဂျင်မြိုင်မှစစ်တပ်နှင့် BGF တပ်များကစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ရောက်ရီမျိုးအခြေစိုက်295တရင်ကလည်းလက်နက်ကြီးများမစ်ဆိုင်းများပစ်ကူပေးနေကြောင်းသိရပါတယ်။ရောက်ရီ295ကနေမစ်ဆိုင်းတွေပစ်ထည့်နေတဲ့အင်ဂျင်မြိုင်တရုတ်ကြားဖြန့်ယုံတွေနာကနေစစ်ကြောင်းတွေပတ်တက်ဖို့စစ်တပ်နဲ့ BGF တွေလုံနေတဲ့ထိုင်းနယ်စပ်ကြားဖြန့်လေကူးကန်ကူဂိတ်တွေလည်းပိတ်ထားတယ်။ဒီဘက်မှာတိုက်ပွဲပြင်းထန်နေလို့ထိုင်းဘက်ကလည်းကြီကြတယ်။လက်နက်ကြီးတွေကြီးတွေကြားနေတာထိုင်းစစ်တပ်ကလည်းကင်းလက်နေတဲ့ဟုခရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။ လက်တလုံးစစ်ရေးတရင်ရင်းမြစ်အချို့ဤအဆိုအရစစ်တပ်က BGF စစ်ဝတ်စုံနှင့်ဒစိမြောင်ဝတ်စင်ကစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း BGF တပ်များကလည်းစစ်တပ်နှင့်အတူပတ်ဝန်းလျက်ရှိကြောင်းသိရပါသည်။ KNL နဲ့ BGF ကိုပါပြန်ပြီးတိုက်ခိုက်မဲ့ပုံစံနဲ့တတ်တိုင်နေတယ်လို့သတင်းရပါတယ်ဟုကရင်စစ်ရေးတရင်ရင်းမြစ်ကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာများမှပြည်သူများမှထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းပေးသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ထိုင်းသတင်းများတွင်လည်းမြန်မာဘက်မှတိုက်ပွဲများဖြစ်ပွားသဖြင့်ထိုင်းဘက်သို့ကြီးများကြရောက်ပြီးထိုင်းပြည်သူများနေထိုင်သောနေအိမ်များကိုကြီးထိမှန်ကြောင်းလက်တလောထိခိုက်ဒဏ်ရာရရှိသူမရှိသေးကြောင်းသိရပါသည်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။